အားလုံးပဲမင်္ဂလာပါဗျာကောင်းစံတဲ့ channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကုတင်ဆက်ပြီးမှရုံတန်ပြီးတော့ဖိုင်ကြတော့အမြန်လမ်းပေါ်ကရဲမှုကြီးရဲ့ကောက်ကိုပြစ်ခတ်ခံရလို့ဆိုရင်စိတ်တွေများနေတဲ့ပေါ့ကိုတော့ဘုန်းကြီးရုံတန်ပြီးတော့ဖိုင်ကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒီမှာပေါ့ကိုတော့ဘုန်းကြီးရဲ့ ID channel နဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလားသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းစံတဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ 20ရက်နေ့တုံးလာပိုင်းဆို6နှစ်မှ25ဖြစ်ပါလေနော်အမြန်တိုင်းနဲ့ပတ်သက်ပြီးမှဥစဉ်ပြောချင်တာပေါ့နော်အမြန်တိုင်းနဲ့ပတ်သက်ပြီးမှနည်းနည်းလေးတုံးတက်ကြတာပေါ့ဗျာဝေဖန်တာတော့မဟုတ်ပါဘူးနော်အမြန်လမ်းဆိုလို့ရှိရင်ဒါတတိယအကြိမ်ဒုတိယအကြိမ်အဲ့ဒီနေရာမှာဆိုတော့ဒုတိယအကြိမ်ကိုပဲပြောရမှာဗျာနော်ဒုတိယအကြိမ်ကိုပြောရမှာအဲ့တော့ဥစဉ်တို့ဒုတိယအကြိမ်မှာတော့မှနော်အမနေ့ကဥစဉ်တို့ကြားလိုက်ရတယ်ဥစဉ်တကပါပေါ့နော်ဥစဉ်ရဲ့ဒီဟိုပါပေါ့စတားကလည်းပြည်သူစေလုံးနေတကဥစဉ်စီကိုအလဲလာတာပေါ့နော် စစ်သားအင်းကနေပြုစစ်လုပ်နေတယ်ဒါဥစဉ်စီကိုအလဲလာတဲ့အခါမှာလူဒီနေ့ကဒါဥစဉ်စီ7ခွဲလောက်7ခွဲလောက်မှာဖြစ်ပုံကြတယ်နော်7ခွဲလောက်မှာဖြစ်တယ်မိုင်တိုင်း120နဲ့မှာ6မိုင်နဲ့မှာ4ဖာလောက်လောက်မှာဖြစ်တယ်လူလာတော့အမတမိုင်လောက်မှာခွေးရင်ရတယ်တပည့်တော့ပြန်လှည့်သွားပြီခင်ဗျားတဲ့ဒီမှာတပည့်တော့တဲ့ကလေးရောပါတော့ဒီမှာလည်းပါတော့တဲ့ရှေ့မှာတပည့်တော့ဒရိုးလို့ဖြစ်နေတယ်ခင်ဗျားတဲ့အာသိတယ်မှုဖြစ်နေတယ်တဲ့ဟုတ်လားဥစဉ်တို့ရမင်းတက်လက်ခင်းလိုက်တဲ့အချိန်မှာဒီကာသီရမင်းရဲ့ကာသီတို့ဖြစ်တယ်ဆိုတော့နည်းနည်းတော့ဥစဉ်ကထူးဆန်းနေတယ် ီဆက်မှာဖခင်သီးမြန်းရှိနေမလားဖခင်သီးမြန်းရှိနေမလားဒီချိန်ကြီးမှာဒီလိုဒီလိုနေရလာဖြစ်တယ်ဆိုတော့ဒါနှထိုးကြီးလမ်းခွဲလို့ပဲပြောရမှာဖြစ်တယ်ဒီနေရာเนาะအဲ့တော့နေပြီးမှအဲ့တော့ဦးစင်းခဏခဏပြောတယ်ဖခင်သီးတွေကိုဦးစင်းကနည်းနည်းလေးကြောက်တယ်လို့ဖခင်သီးတွေကရုံမာတဲ့နေရာမှာရောပါရောရုံမာတဲ့နေရာမှာကန့်ကွက်အောင်ရုံမာကြတာဟုတ်တယ်ဒီနိုင်ငံတစ္ဆာဆိုနိုင်ငံတစ္ဆာရှိရမှာဘာဖြစ်လို့မသိတော့ဘူးမသိတော့ဘူးသူတို့တွေရဲ့ ထားတော့ဒါဥစ္စာပြောတော့ပါဦးနော်မဆက်ဆွဲချင်ပါဘူးနော်အဲ့တော့ဒီရဲလက်ကင်းလိုက်တဲ့ဒီကားတော့လာတဲ့ချိန်မှာတကားလေးကိုပြည့်ပြတယ်ဆိုတော့နည်းနည်းတော့ချူစမ်းတော့ပဲအဲ့ဆစ်ဆေးရမှာတော့ခင်ဗျားတို့ရဲ့အလုပ်ပေါ့အဲ့တော့ဥစ္စာတော့အမြန်လမ်းကိုအာချူကတော့ရေးကြပါတယ်တကယ်မှာဟာအမြန်လမ်းကိုတက်လာတယ်လေအမြန်လမ်းကိုတော့နောက်ကနေရှင်းလင်းနေနောက်ကနေရှင်းတော့ပြေးလာမှကိုမှုန့်နေတာပဲရေးကြပြေးလာမပြေးလာသာအမြန်လမ်းပေါ်တက်လာတယ်အမြန်လမ်းပေါ်တက်ကိစ္စကိစ္စတွေလည်းကိုဖြစ်တယ်အဲ့ဒီကလေးကကိုအမြန်လမ်းပေါ်တက်လာပြီဆိုကလေးကကိုဒီပြေးတဲ့ရေးကိုဓာထင်တဲ့ကွာလို့ပြောသွားတယ်အတူတူပဲဘုလို့ဓာထင်တဲ့ကွာလို့ ီလူတွေထိတ်လိုက်မှုဖြစ်မှာတော့အမှန်ပဲခရီးအေးကြမ်းကြမ်းသွားခြင်းနဲ့ခရီးသွားပြီလူတွေအတွက်ထိတ်လိုက်မှုဖြစ်မှာတော့အမှန်ပဲအမှန်ပဲဘာမှဒါငင်းပဲလို့မရဘူးခင်ဗျားတို့ငင်းလို့မရဘူးနော်အဲ့တော့အမြန်လမ်းမှာညင်းရအောင်လို့လုပ်ပါလေဒီလိုက်ဆက်ဖြစ်နေဦးမှာပဲဦးစင်းဒီအမြန်လမ်းမှာလူတော့လင်းကအဲ့မဖြစ်ခင်လင်းကရောက်ကပြန်လာတယ်အဲ့အမြန်လမ်းမှာရှိတဲ့ဂိတ်တွေကိုကြည့်တယ်အချို့ရဲဘော်လေးတွေဂိတ်စော်နေတယ်လမ်းဘေးမှာထိုင်ပြီးမှာအဂိတ်ရှိမှာထိုင်ပြီးမှာဂိတ်စော်နေတယ်ဒါတချို့မေးကြည့်ပါဦးစင်းကဒီကောက်မှာပါလို့ရှိရင်ဒီအမြန်လမ်းမှာပါလို့ရှိရင်စားစရာပါလေတခါလေးလုံးလုံး ကျက်ကြော်လေးတွေကျက်ကွာလေးတွေစားစရာလေးတွေပါတယ်မုံပါတယ်ခါလေးအဲ့လိုဥစဉ်ဂိတ်တွေမှာခြားခြားပြတ်ရရင်ပြေးတယ်နောက်တစ်ခါလေးတချို့ရဲဘော်တွေဂိတ်စော့မပြတ်ဘူးရှိမှာဂိတ်စော့မပြတ်ဘူးစော့ကျင်လေအတွင်းထဲမှာစော့အထက်ထဲမှာအပြင်ဘက်မှာဂိတ်စော့နေတော့အဲ့ဖြတ်သွားထက်လာတဲ့အချိန်မှာကအကုန်လုံးရှိတယ် PDF ထောက်ခံနေတဲ့သူရှိတယ်တချို့ PDF တွေလည်းရှိရှိမယ်တချို့အလီဘိတ်တွေအများကြီးရှိမယ်ဗျာဟောညာလည်းဂိတ်ဆက်ဆက်မလိုပါဘူးလေငါတို့ဝင်ရတဲ့ဂိတ်ဆိုင်စော့နေဂိတ်မဲ့စော့နေကြတာဆိုတာအမျိုးနဲ့အဲ့တော့ဥစဉ်ကတော့တပြအကြံပေးနေတာပေါ့နော်ဥစဉ်ကဘာမှတော့မဟုတ်ပါဘူး ဥစလို့ဘာလို့ကြံပြစ်နေတာလဲဆိုရင်နေပြည်တော်မှာဆိုလို့ရှိရင်နေရာ၃ပိုင်းအောင်စီဆရာတော်ဆိုတာရှိတယ်အောင်စီကျောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှလှူဒါန်းပါတယ်ဆိုတော့မနေ့ကမဟုတ်ကြီးကြီးနဲ့ကျောင်းလက်ရှိအဲ့တောင်းထဲမှာပြည်သူစစ်တင်းတန်းနေဖွဲ့နေသူတို့မကြသေးလို့ထက်ကမကြသေးလို့ကကကြီးကမကြသေးလို့လို့ဥစင်းတို့ကတော့လူတို့ကပြောတာပေါ့နော်အင်အား150လောက်ရှိတယ်အင်အား150လောက်ရှိဒီအဲ့အင်အား150လောက်မှာစစ်သားဟောင်းကြီးတွေပါတယ်စစ်သားငယ်ရွယ်တဲ့သူတွေပါတယ်ဟောင်းကြီးတွေဆိုတာကတို့တော့ညီစားတွေပါတယ်ညီစားတွေပါ ဲ့ဒီလိုအများလမ်းမှာသူတို့ပြုစင်အရာ150လောက်ရှိတယ်150ကိုငယ်ပဲတဲ့သူတို့တကယ်စိတ်ထက်ရှိရလားတကယ်ခိုင်ယူချက်ရှိရလားဆိုပြီးရွေးချယ်ပြီးမှနော်ရွေးချယ်ပြီးမှလုပ်မယ်ဆိုရင်တော့ဗျအဲ့မှာဦးဇင်းတို့စစ်သားဟောက်ပဲဘူကြီးပဲညီညီအောင်ဆိုပြီးမှနော်တခိုင်းညီညီအောင်ဆိုပြီးမှလူကရန်ကုန်ကရန်ကုန်ကနေတူတနင်္လာရီတိုင်းမှာလဲတူတိုက်ပွဲမြောင်များစွာကိုဒီတူငင်းအေးစားယူပြီးမှဒီပြုစစ်ဖွဲ့ပြီးမှတိုက်ခဲ့တာတွေအများကြီးပဲ လုံဆောင်ခဲ့တာအများကြီးပဲသူလက်နဲ့တရားခဲ့တာလည်းအများကြီးပဲနော်အခုအောင်စစ်ဆရာတော့ဒီမှာသူရောက်နေတယ်တခါကြီးရောဒီကလေးတွေကိုသူတင်တန်းပို့ချနေတင်တန်းပေးနေတယ်အောင်စစ်ဆရာတော့ကဒီမှာလာပြီးတော့ငါ့ကိုလူစုပေးငါ့ကိုလူခေါ်ပေးဒလူလူငါတို့လုံမယ်ဆိုတော့ရွက်ချက်နေပါဘောနော်ဒါပေမဲ့သူတို့မကြတယ်ဘူးအဲ့တော့ဦးစင်းပြောချင်တာကလူကြီးအနေနဲ့ဒီဟာကိုပြန်ကြည့်ပါဒါနေပြီးတော့တိုက်မှုကြီးတည်းတည်ပါတယ်နေပြီးတော့တိုက်မှုကြီးတောင်မှဆန်အိတ်20လားပါလားလို့လှူတယ်လို့ဦးစင်းတို့ကြားတည်ရတယ်ဝမ်းမြောက်ပါတယ်ထောက်ပံ့ပေးရတယ်နော် ဲ့တော့သူတို့ကိုကြောက်အောင်လို့သူတို့ကိုတရားဝင်ဖြစ်အောင်လုပ်ပြီးမှဒီအ мян လမ်းကြီးမှာချစ်တီမီမီအ мян လမ်းကင်းပတ်လက်နေရင်နှခိုးကြီးဆိုတဲ့နေရာကတော့နောက်လဲလာအောင်ပါလေလက်တယ်လို့လာအောင်ပါအဲ့တော့တထိုးကြီးလိုနေရာမျိုးမှာခုခဏ၄၅၀ရဲ့၅ရဲ့တွင်တော့ဒီကောင်တွေတက်လာမှာမို့မလာဘူးဒီကောင်တွေမေးလောက်ပြီးချိန်မှတက်လာမှာအဲ့လိုနေရာမျိုးမှာပြည်သူစစ်နဲ့ခေါင်းခေါင်းတွဲထားပြီးမှစစ်သားတွေအဲ့ဒီဆိုချိုးလေရှေ့တန်းမှာရောက်ရှိနေတာအများကြီးရှိတယ်အဲ့တော့ခံယူချက်ရှိရမယ်တိုင်းပြည်ကိုအမှန်တကယ်ချစ်ရမယ်အဲ့လို လူတွေကိုရွေးချယ်ပြီးမှဒီလိုလက်ထိုးကြီးလိုနေရာမျိုးမှာထားနောက်တစ်ချက်ကဦးဇင်းတို့ဒီလောက်ခစ်ပြင်ရာကြီးတိုးတက်နေတဲ့အချိန်ကာလကြီးမှာဒုံးတွေမရှိဘူးလားကိန်းတော်ဒုံးတွေမရှိဘူးလားကိန်းတော်ဒုံးတွေမထားဘူးလားဒါလည်းတစ်ချက်နော်ကိန်းတော်ဒုံးတွေထားရမယ်ကိန်းတော်ဒုံးတွေမလုတ်တက်ဘူးလားရမလုတ်လိုက်လို့ရှိရင်ကိန်းတော်တွေရှိပါပြအများလှုပ်ရှားနေရတာဟုတ်လားအဲ့လိုလှုပ်ရှားကိန်းတော်တွေတင်းတန်းနေပါတက်တန်းနေပါကဲလေလက်ပြီးမှခါကိုထားရတယ်ကိုဒီနေ့တော့တနေ့တစ်ချိန်ပဲဖြစ်ဖြစ်တနေ့တစ်ချိန်ပဲတစ်ချိန်ပဲဖြစ်ဖြစ်အများလားကိန်းတော်ဒုံးနဲ့ကြည့်နေရင်အဆင်မပြေဘူးလားဘယ်လိုလဲရှိတယ်ဗျနော်ရှိတယ် ဲ့လိုလေထားလိုက်လို့ကြတာနှစ်လအတွင်းမှာပြတ်ဖြစ်လာတော့နှစ်လအတွင်းမှာအမြန်လမ်းမှာယူမှာပြန်ပြီးမှတက်လာတော့ခင်ဗျားတို့သဘောပေါက်သဘောပေါက်နော်သဘောပေါက်တက်ပြီးအမြန်လမ်းမှာယူပျက်ပြီးပဲပြပြီးတက်ပြီးပဲပြပြီးအမြန်လမ်းမှာယူရောက်ပြီးပဲအမြန်လမ်းမှာတော့ဒီကောင်တွေတက်လာကြတယ်အเจ้าကိုမရှိဘူးတက်လာပြီးဆိုကြရကိုအသုံးမကျလို့လို့ဦးစင်းတော့တုံးတက်ချင်တယ်ဗျနော်အသုံးမကျလို့ကိုတုံးတက်ချင်တယ်နော်အဲသူတို့တွေရဲ့အတင်ရဲလာတော့ဗျာအဲ့အားနေချက်ကစောစောဦးစင်းပြောလို့လို့ပဲဖုံးထိုင်တုံးနေရဲ့စူးစမ်းမှုမရှိဘူးလိမ့်လာမှုမရှိဘူးဘလို့အနေထားမရှိဘူးဘလို့လို့မရှိဘူးမရှိဘူး ဘေးပတ်ဝန်းကျင်တွေပေါအောင်မတည်ဘူးကိန်းတော်တော်တော်အင်ဖော်မာထားမှမတည်ဘူးသူတို့တွေကမတည်ကြအောင်ဆိုမယ်ဘေးလေးဆိုမထိုင်နေမယ်နေခဲ့တဲ့အထဲမှာလောက်နေမယ်ဒါပဲတည်ကြတာအပြစ်ပြောတာဘူးပေါ့ဦးစင်လက်ကိုတွေ့မယုံမရှိနဲ့ဆိုတော့ဟုတ်လားမျက်မြင်ကိုတွေ့ဟိုကြောင့်ဦးစင်တို့ကပြောနေချင်းဖြစ်တယ်နော်အဲ့တော့ဦးစင်တို့နေပြီးတော့နေရတော့မယ်ဦးစင်ကြောင့်ပြည်သူစစ်တွေရှိတယ်တင်းနန်းတွေဖွင့်နေတယ်နော်အဲ့တော့တရားဝင်ဖြစ်အောင်တရားဝင်မှဖြစ်မလို့ဒီနေ့နေဖွင့်နေတရားဝင်မှဖွင့်မှုဆိုလည်းဖြတ်သိမ့်မလိုက်ပေါ့ဗျာတကယ်လို့မှတရားဝင်လောက်ပြင်မယ်ဆိုလည်းထိထိရောက်ရောက်လောက်ပြင်ပြီးမှအမြန်လမ်းမှယူရမှာ ကင်းလေတာရှိမယ်ကိပတ်တာရှိမယ်ဆောက်ရတာရှိမယ်တကယ်လို့ရဲကန်ရဲတဲ့လူတွေရွေးချယ်ပြီးမှထားနေတယ်လို့ဦးစင်းကတော့အကြံပြုချင်ပါတယ်ဗျာနော်ရဲရဲပတ်တာစရဲပြည်သူစရဲတော့ရည်ညွှန်းချင်တဲ့ပေါင်းပြီးမှလုပ်မယ်ဆိုရင်တော့ဒီမြန်လာမာကြီးမှာတွာလာနေတဲ့ပြည်သူတွေလည်းစိတ်ချမ်းသာကိုကြီးကြမ်းမာခြင်းများစွာဖြင့်တွာလာလှူရှားနိုင်ပြီးနိုင်ငံတော်နောက်တက်ကလူကြီးမင်းများပေါ်ကိုလည်းပုံပြီးမှယုံကြည်မှုတွေရှိလာမယ်လို့ဦးစင်းကတုံ့တက်ချင်ပါတယ်အဲ့လိုမလုပ်ဖဲနဲ့အခုလိုပဲယော်တီ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 မြန်လာမော်တက်လာမယ်ဆိုရင်တော့နောက်တက်ကဆိုရလူကြီးမင်းများအပေါ်ရောပြည်ထဲပေါ်ယုံကြည်မှုတွေကင်းမဲ့လာမယ်လို့ဦးစင်းကတော့တုံ့တက်ချင်ပါတယ်ဗျအားလုံးတော်ပါပဲဗျ Thank you.